မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဖီတာမလားပူရှာမလားဆိုတဲ့ကြောင့်လေးကိုရောက်ပြီးလို့ပါလေငွေကြေးနဲ့ပတ်သက်ရင်အများစုကအကျွေးကင်းအောင်နေပါလို့အကြံပြုကြတယ်ပေါ့နော်တကယ်တမ်းတော့ဒါကမလုံလောက်ပါဘူးအကျွေးကင်းမှုဆိုပြီးတော့ရှိတာလေးပဲချွေတာသုံးဆက်ပြီးတော့ဘဝကိုဖြစ်တဲ့နေကြရသူတွေလည်းတပုံကြီးတွေ့ဖို့ပါလေသူတို့ကရှိတဲ့လူလေးပုံမှန်လုပ်မယ်ဝင်ငွေနည်းနည်းပဲဝင်မယ်အဲ့ဒီအတွက်ချွေတာနေမယ် င်ခြွေတာတာထခြွေတာပြီးတော့ဝင်မယ်ပေါ့နော်ခြွေတာပြီးတော့စားမယ်ခြွေတာပြီးတော့သုံးမယ်ဘာပဲလုပ်လုပ်ပေါ့နော်ခြွေတာဖို့ကနံပါတ်1ဖြစ်နေကြတယ်ပေါ့နှစ်ပြေကြာလာတယ်အဲခြွေတာပြီးတော့ဘာဖြစ်လာလဲဆိုတော့ဘာမှဖြစ်မလာဘူးပေါ့နော်ဒီတိုင်းပဲငကိုရှိရင်တိုင်းပဲဖြစ်နေတယ်ပေါ့နော်တို့တဲ့ကအများစုကပေါ့နော်ငွေကိုထိမ့်သိမ်းစူဆောင်းရင်းနှီးတာတဲ့ငွေရှာနှီးကိုမတိကြသလိုတိအောင်လဲမစူးစမ်းကြတာများပါတယ်တချို့ဆိုရင်ငွေဆိုတာကဘလောက်လောက် လောက်လို့လို့ပေါ့နော်ကံကပြီးမှရတယ်လို့ပဲခံယူထားတတ်ကြတဲ့သူတွေလေးရှိကြတယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ရင်အဲစူဆောင်းခြင်းဆိုတဲ့ saving ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ invest ကြီးတွေကအရေးကြီးပါတယ်ဒါပေမဲ့ဒီအဲ့ဒါတွေထက်အရင်လောက်ရမှာကကြတော့ငွေရှာခြင်းပေါ့နော် making money ပေါ့လူတရောက်24နာရီအချိန်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်ဘက်မှာတချို့က1ဒေါ်လာလောက်ပဲပုံမှန်ရအောင်အသေးအတန်ရှာဖွေနေရတဲ့အချိန်မှာ တချို့ကကြတော့ထွာလာထောင်တောင်းချီဝင်နေတယ်ပေါ့နော်ဆိုတော့နေ့စဉ်ရှိတဲ့လုပ်တွေကြီးပဲဂျုံယုံလုံနေတာထက်ဒီကိုလိုချင်တဲ့ငွေဘယ်လိုရအောင်ရှာမလဲနီးလန်းကိုစဉ်းစားဖို့လိုပါတယ်ရေပုံရအဖြစ်တော့ ESPI ဆိုပြီးတော့ငွေရှာနည်း၄မျိုးကို Robert Kiyosaki ကနေဆိုထားတယ်ပေါ့နော်ဒါတွေကပါလဲဆိုတော့ E ဆိုတဲ့ employee ဆိုတဲ့ဝန်ထမ်း S ဆိုတဲ့ Sales Employee ဆိုတဲ့တပိုင်းတိုင်းနိုင်ငံလုပ်ငန်း B ဆိုတဲ့ Business Owner စီးပွားရေးလုပ်ငန်းရှင် နောက်ဆုံး i ပေါ့နော် i ငါကျတော့ investor ဆိုတဲ့ရှင်နေပြုံနေသူဆိုတာရှိကြတယ်ပေါ့နော်ဒီလေးမျိုးပေါ့ ESPI ပေါ့နော်ဆိုတော့ဒါတွေကတော့ကိုယ်ရွေးချယ်တဲ့နည်းလမ်းအလိုက်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေအနည်းများကအဖြစ်ပေါ်လာလို့ဆိုတဲ့အကြောင်းအရာလေးကိုကိုယ်တိုင်ဆင်ခြင်ရအောင်နဲ့ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ညွှန်ပြပေးလိုက်ပါတယ်ဒါတော့ဆရာရင်ဆိုရလက်ရပါဆုံးမကြည့်ရှုပြတယ်လည်းကျေးဇူးတင်ပါတယ်